ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်တောင်ကြီးမြို့ရှိနိုင်ငံဝန်ထမ်းညီစာများအတွက်အခမဲ့ကျန်းမာရေးဆောင်ရှောက်ပေးနေမှုနဲ့သက်သာနှုံထားများဖြင့်စားတော့ကိုရောက်ချပေးနေမှုကို ကြည့်ရှုအားပေးပါတီစုံဒီမိုကရေစီရဲ့ထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးမဲဆန္ဒရှင်စည်ရင်များပြည်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညီနိုင်စီဝေးသို့တက်ရောက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ဆိုရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်သည်ပြည်နယ်ဝန်ကြီးများတာဝန်ရှိသူများနဲ့အတူ နိုဝင်ဘာလ29ရက်နေ့နနက်9:00နာရီကတောင်စီမြို့ရှမ်းပြည်နယ်လေကျင်းရဲအားကစားရုံ၌ရှမ်းပြည်နယ်ဆိုရဖွဲ့ဤကြီးကြပ်လက်ညှိုးမှုဖြင့်နိုင်ငံဝန်ထမ်းငြိမ်းစားများအတွက် ပြည်သူ့ဇမိုင်းရေးနှင့်ကုသရေးဌာနမှအခမဲ့ဇမိုင်းရေးဆောင်ရှောက်ပေးနေမှုကိုတွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ဥစွာပြည်နယ်ဝန်ကြီးချုပ်သည်ရှမ်းပြည်နယ်လေကျင်းအားကစားရုံရှိတွင်သက်ဆိုင်ရာဌာနများနှင့်မွေးမြူရေးလုပ်ငန်းရှင်များမှနိုင်ငံဝန်ထမ်းငြိမ်းစားများအတွက်ဈေးနှုန်းသက်သာစွာဖြင့်ခင်ကျင်းရောင်းချလျက်ရှိသည့်ဆန်စီနှင့်ကျောက်ရောင်ဆိုင်များအားကြည့်ရှုစစ်ဆေးပြီးနိုင်ငံဝန်ထမ်းငြိမ်းစားများချမ်းမိုင်ဆောင်ရှောက်မှုခံယူနေမှုများကို လိုင်လံကြည့်ရှု၍ရည်ရည်နီနီနှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်내ဝင်ကြီးချုပ်ပြည်내စီးပွားရေးအောက်ဝင်ကြီးပြည်내လူမှုရေးအောက်ဝင်ကြီးပြည်내ဥပဒေချုပ်နဲ့တာဝန်ရှိသူများကအာကစားနဲ့ကာယပညာဦးစီးဌာနမှနိုင်ငံဝန်ထမ်းငြိမ်းချမ်းများအတွက်လူနန်းသည့်ကျောက်ဦးများအားပေးအပ်ခဲ့ကြပါသည် ၎င်းနောက်ပြည်내ဝင်ကြီးချုပ်သည်ရှမ်ပြည်내ဆိုရဖွဲ့ယုံအစည်းအဝေးခမ်းမား၌ပြုလုပ်သည့်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးမဲဆန္ဒရှင်စင်ရင်များပြည်စုံမှန်ကန်မှုရှိစေရေးလုပ်ငန်းညီနိုင်စည်းဝေးသို့တက်ရောက်မှစကားပြောကြရာတွင်ဒုတိယကြိမ်မဲစင်အာနိုဝင်ဘာလ21ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိရက်ွက်ကြေးရွာကော်မရှင်အဖွဲ့ဝင်များတွင်ကတ်ထားကြေညာပေးခဲ့ပြီးဖြစ်ကြောင်း မဲပေးပိုင်ခွင့်ရှိသူအလုံးမဲပေးခွင့်မဆုံးရှုံးစေရန်တတရားကျင့်ထုတ်ပေမည်မဲဆန္ဒရှင်စည်ရင်များပြည်စုံမှန်ကန်တည်ကြမှုရှိစေရအတွက်သက်ဆိုင်ရာတာဝန်ရှိသူများမှမြေပြင်ကွင်းစဉ်စက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းလုပ်ငန်းများအချိန်မီပြည်စည်းနိုင်ရန်အတွက်လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပါတီစုံဒီမိုကရေစီရထွေထွေရေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက်သက်ဆိုင်ရာတာဝန်ရှိသူအလုံးကဘဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါသည် ဆက်လက်ပြီးအရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်ကျော်နိုင်ဦးကရွေးကောက်ပွဲနဲ့ဆက်လင်း၍လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဖြည့်ဆွတ်ဆွေးနွေးပေးခဲ့ပါတယ်။ယင်းနောက်အစည်းအဝေးတက်ရောက်လာကြသူများကပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲနဲ့ဆက်လင်း၍သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာပြည်내ဝင်ကြီးချုပ်ကလိုအပ်သည့်များကိုပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးဤကောင်ဆောင်မှာစကားပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။